ဒီနေ့ညမှာရှင်ပြန်ကစားမယ်ခါရဘောင်ကတ်စတုတ္ထအဆင့်ပွဲစဉ်မှာပွဲထွက်လာနိုင်ရှိတဲ့အာဆင်နယ်ကစားမှာ၁၁ရောက်ကဲကျွန်တော်တို့ထုံးစံအတိုင်းပဲအစီလာမပြက်ပွဲထွက်ဆက်တယောက်ကိုခံမှန်းလိုက်အောင်ခါရဘောင်ဖလားဖြစ်တာဖြစ်တဲ့အတွက်မိုင်းနာဖလားလည်းဖြစ်တာဖြစ်တဲ့အတွက်အဓိကကစားမတွေသုံးမှမလားနည်းနည်းလေးတော့ပြည့်ရများတယ် နောက်ပိုင်းကျတော့မှနိုင်ကျင်လို့ပါဆိုပြီးအဓိကစားမိတ်ထဲသုံးတာဖြစ်နိုင်တယ်ဒါပေမဲ့ပွဲထွက်ဆက်တယောက်ကတော့အာဆင်နယ်တချို့ကစားသမားတွေအနားပေးလိမ့်မယ်အဲ့တော့အာတီတာရဲ့အမြင်ကဘယ်လိုများရှိနေလဲကျောတစ်ချက်ကြည့်လိုက်အောင်ဂိုးသမားနေရာမှာဆိုတော့ရာယာကိုသုံးမှာမဟုတ်တော့ဘူးကာရာဘောင်ဖလားဖြစ်တယ်ပြီးတော့ရှေ့လာမယ့်နှစ်ရက်လောက်ဆိုပရီးမီးယားလိကစားရမယ်အဲကြောင့်မို့အာဆင်နယ်သင်းရဲ့ဂိုးသမားနေရာမှာအရီဇာဘလကကီပါကိုသုံးလိမ့်မယ်အာဆင်နယ်သင်းရဲ့မိုင်းနာဖလားရဲ့ကိုသမားလို့ပြောလို့ရတယ်ကီပါကိုသုံးလာမယ်ရှေ့ကပေါ်ဘေးအသင်းရဲ့ပုံစံမှာလည်းသူ့သုံးသွားပါပဲ နောက်တစ်ချက်ကကျတော့ဘယ်ဘက်အစုံကစားမှာ Color Fury ရဲ့တိတ်ပြီးတော့ကြက်ခိုင်မှုတိတ်အဆင်မပြေတဲ့အနေထားရဲ့ဒဏ်ရာနည်းနည်းလေးရာသွားရဆိုတဲ့သတင်းတွေရဲ့အကြောင်းအာဆင်နယ်က risk ယူပြီးတော့ဒီပွဲစဉ်သုံးမှာမဟုတ်ကာလာဖီရို၃မှတ်၃တော့ပရီးမီးယားလိတီးတန့်အာတီတာတင်ထားမှာပဲအဲ့တော့မာကုံလည်းရှိတယ်ကြက်ခိုင်မှုလည်းပြေဝနေပြီးတော့ပေါ်ပြီးအသေးနဲ့ပွဲစဉ်မှာသုံးသွားခဲ့တဲ့ Louis Scaly ကိုဘယ်ဘက်ချမ်းအဆုံမှာသုံးသွားလိမ့်မယ်ဒါတပိုင်း ဲ့ဆိုတော့ဘိုးခန်းစစ်မှာဆိုရင်တော့ကျွန်တော်ကဂေဗီယယ်မကာဟီကိုသုံးမယ်ထင်တယ်။ဘာကြောင့်လဲဆိုတော့ဆာလီဘာကိုအာတီတာသိမ်းထားမယ်ဆိုရင်တော့ဘိုးခန်းစစ်ကိုနှစ်ယောက်စလုံးအစ်စ်တွေသုံးလာမယ်မထင်ဘူး။အဲ့ဒါလည်းရှေ့မှာလောက်ခဲ့သေးတယ်။ဂေဗီယယ်မကာဟီကိုသုံးလို့ရှိရင်မော်ကွယ်နဲ့တွဲပြီးတယ်။ဆာလီဘာကိုသုံးလို့ရှိရင်မော်ကွယ်နဲ့တွဲပြီးတယ်။အခုပဲရိုဟင်ဂါဘေးရှိတာမှတ်မိမယ်။ဟင်ဂါဘေးအတွက်ဆိုရင်တော့ပရီးမီးယားလီဂ်အစိမ်းသက်သက်ပဲ။အဲကြောင့်မလို့ဂေဗီယယ်မကာဟီကိုအာတီတာသုံးလာပြီးတော့ဆာလီဘာကိုချက်ခံမှုရအာတီတာအနာပြေးလောက်တယ်။အဲ့အတွက်မော်ကွယ်ရသုံးလာနိုင်တယ် ကဲညာချမ်းအဆုံကစားမှာဘန်ဝိုက်ရှိတယ်ဒီပွဲတော့တင်ပါအောင်နားပေးလိုက်တော့နောက်မှအာဆီနီကပို့ပြီးတော့တာဝူတင်ပြီးဖြုတ်ချင်တယ်ဆိုရင်တော့အဲ့ကြမှာတင်ပါအောင်ထည့်သုံးဘန်ဝိုက်ကိုသုံးလို့ရတယ်ကျွန်တော်ကဘန်ဝိုက်ကိုသုံးစီချင်တာတကယ်မိုက်တယ်ဘန်ဝိုက်ခြေချနေပါလေကြက်ဟုတ်မပြေဝသေးဘူးဆိုပေမဲ့ဘန်ဝိုက်က quality ကလက်ရှိချိန်မှာတော်တော်အသင်းတင်းပါဆိုရင်ပွဲထွက်ခွင့်ရတဲ့ quality ဖြစ်ရှိနေတော့မယ်အဲ့တော့အာဆီနယ်တင်းရဲ့ဒီခန်းစစ်၄ယောက်တက်မှာဆိုလို့ရှိရင်တော့ Louis Scaly Gabriel Magalhaes မော်ကွေယာ ဘန်ဝှိုက်အိတ်အတွဲလာမယ်ဂိုးသမားရောရီဇာဘလကာကီပါကဲကွင်းလေကွင်းလေ၃ရောက်မှာဆိုရင်တော့ကျွန်တော်ကတော့ဒီပွဲစဉ်မှာနော့ကတ်သုံးလာမယ်ထင်တယ်အရှိကပေါ်ပြီးအသင်းရဲ့ပွဲစဉ်မှာလည်းနော့ကတ်သုံးလာတယ်တော်ကြီးလေဗျဇူးမန်ဒီကိုအနားပေးလိုက်တော့ပွဲကြီးလည်းဆက်နေပြီလူသားတွေပဲစိတ်ယုတ်တွေမှာမှုတ်တာဒီပွဲစဉ်မှာကျွန်တော်ကတော့နော့ကတ်ကိုသုံးလာမယ်ထင်နော့ကတ်ကလည်းကြံ့ခိုင်မှုအပြည့်အဝပဲဘရန်ဖို့မှာတော့ကပရင်လက်ပတ်ကြီးကိုပြီးဘလောက်ကျန်းငယ်ဆိုတော့အလုံးသိရပဲအခုမှသာအာဆင်နယ်လို့သူအရန်ကုန်ထိုင်နေရတာအဲ့တော့နော့ကတ်ကတော့ဒီယန်ရိုးမှာထွက်လာမယ်ဘဲဘဲချမ်းအစွန်အဲ့ညမှာတော့ ကြံခဲ့တဲ့ပွဲတုန်းကပေါ်ပြီးတဲ့ပွဲစီမှာလှုပ်သွားတဲ့နှစ်နေရာရှိတယ်။အဲ့ဒါအီသန်ဝိုင်းနဲ့အစည်းကိုတွဲသုံးလာတာ။ဒီကလန်ရိုက်ကတက်ပြီး confirm ဖြစ်တဲ့အနေထားရဲ့စစ်ဆေးဖို့လိုတဲ့အနေထားအကြောင်းဒဏ်ရာမရဘူးဆိုရင်တော့မှအနာပြေးလောက်တယ်။ဒီဝဲပြီးရင်နှစ်ရက်ပဲချပြီးနောက်တစ်ပွဲခံရမှာ။အဲ့တော့ပါဝင်ရတဲ့ချိန်မှာတက်တောင်တက်တာနေပါလို့ပြောနေတယ်နားမထောင်မနဲ့အင်ပြေအားပြေဆော့တဲ့ဒီကလန်ရိုက်ကိုအတိတ်ကသိမ်းထားမှာပဲ။ အဲ့တော့အဲ့နေရာမှာတော့အစည်းကိုဘယ်ချမ်းမှာပြောင်းသွင်းလာပြီးတော့အီတန်ဝန်ဒီတွေကိုညာချမ်းမှာသုံးလာတယ်။အီတန်ဝန်ဒီလိုကစားသမားမျိုးဒီဘက်မှာမဆော့ရအောင်ဆိုရင်လည်းအာတိတာကိုကျွန်တော်ပြောပြောရတော့မှအနေထားဖြစ်သွားပြီ။ဘာကြောင့်လဲဆိုတော့ဒီလိုနေထားမှာလူငယ်တွေကိုနေရာပေးသေးတယ်။မတ်စတောင်းမန်တအားငယ်သေးလို့ဆိုတာလက်ခံတယ်။ဒါပေမဲ့လူငယ်တွေကိုနေရာပေးမယ်ဆိုရင်တော့ဒီချိန်မှာဝန်ဒီတွေကိုနေရာပေးလို့ကောင်းဆုံးပဲ။အဲ့ကြောင့်မစ်ဖီကတော့နော့ကတ်အစည်းအီတန်ဝန်ဒီဒီနေရာမှာစကား စကားတော့ချက်ငူအပြေးွားပဲခိုးနေရပွဲစဉ်မှာလူစားလဲလိုက်တာအလုံးအောင်စိုးရင်းနေဆိုပေမဲ့ဖြားနာပြီးပြန်လာပြီးတိတ်ပြီးတော့စတောင်းမဖြစ်သေးချင်မှဝင်ဆော့တာဖြစ်တဲ့အတွက်ဒဏ်ရာသွားမှဆိုလို့ဆော့ဆော့စီးပြန်သိမ်းလိုက်တာလူမမာပေါ့လေနေမကောင်းကစားပြန်လာတဲ့ player ဖြစ်တဲ့အတွက်အဲကြောင့်ဒီပွဲမှာတော့စကားကိုတုံးရင်တုံးလို့ရတယ်တခုပဲအဲဒါပို့ပြီးတော့လူငယ်တွေကိုနေရာပေးခြင်းနဲ့မင်းအတွက်ငါတို့အသေးမှအများကြီးလှုပ်ရှားတွေရှိသေးရဲ့ဆိုပြီးအတီပေးခြင်းနဲ့စိတ်လေးနဲ့ဆိုရင်တော့မတ်စတောင်းမန်တုံးလာနိုင်တယ် ါမဲ့ကျွန်တော်ခံမှန်းတာတော့မတ်စတောင်းမန်းမသုံးတော့ဘူးဘာလို့လဲရှေ့ပေါ်ပြီးလို့အသေးနဲ့ပိုးသေးမှာစကားတော်သုံးလာတာဆိုတော့မတ်စတောင်းမန်းကြီးတော့သုံးနေကျင်တယ်ဒါမဲ့အရန်နေထွက်လာမှထင်တယ်အရန်နေလည်းမတ်စတောင်းမန်းကစားဝင်ရခဲ့တဲ့အဲ့ပွဲမှာတော့ကဲအဲ့ဒါဆိုစကားတိုက်စစ်မှုကတော့ယောဂရက်ပဲယောဂရက်ကတော့အာဆင်နယ်တင်းရဲ့ပွဲတန်းဝင်ဆောက်ခွင့်ရထားတာမိန်းတို့သုံးလာမယ်မထင်ဘူးမိန်းတို့ဆိုလို့သုံးသုံးလောက်ကွင်းနေမှာလဲမိန်းတို့ထည့်သုံးကောင်းသုံးလာနိုင်တယ်ဒါမဲ့အစည်းနဲ့ဝန်ဒီအတွဲဆက်ပဲဖြစ်ဖို့များတယ်ကဲဘယ်ဘက်ချမ်းအစွန် မာတီနယ်လီကြားခိုင်မှုအဆင်မပြေဘူးစစ်ဆေးရမယ်လို့ကြားသိရတယ်။တုံးလို့မရဘူးဆိုတော့မာတီနယ်လီရဲ့လက်ရှိကြားခိုင်မှုစစ်ဆေးရမယ်အနေထားရှိတာရဲ့။နောက်ပြီးတော့အဲ့ဘက်ဘက်ချက်တက်စစ်တောင်မှာမှာဆိုရင်ထရော့ဆက်ကိုတုံးလို့ရတယ်။ဒါကြောင့်အာဆင်နယ်တင်းရဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အသုံးပြုသွားမယ့်ရှိတ်ကိုကြည့်မယ်ဆိုတက်စစ်တောင်းနေရမှာစာကာ၊ဗစ်တာယိုဂရက်ထရော့ဆက်ကိုင်းလဲမှာဆိုလို့ရှိရင်အစီအီတန်ဝန်နရီနော့ကတ်အဲ့ဒီဟာပဲတုံးလာနိုင်တယ်။တစ်ခုလေးပဲ မိန်တို့သုံးမယ်ဆိုရင်တော့ဒီကျွန်တော်ခံမှန်းထားတဲ့လူစင်းเนี่ยတရရောက်ကိုတော့အာဒီတာပြန်ပြီးနှုတ်သွားနိုင်တယ်အဲ့စင်းတော့ရှိရအဲ့တော့ကျွန်တော်ညီကိုတွေဘယ်လိုထင်လဲလက်ရှိချိန်မှာအာဆင်နယ်တင်းရဲ့ strong ဖြစ်ဆိုအရန်ကစားကွက်ကိုပြောပါဆိုရင်တော့ဒါပဲဒီနေ့မှာပယ်ရိုဟင်ဂါဘေးတို့မိန်တို့ကိုအာဒီတာဘယ်လိုမျိုးသုံးလာမလဲဆိုတော့တစ်ချက်တော့စောင့်ကြံမယ်လောလောဆယ်ဒီလိုပွဲမျိုးလေးမှာအာဒီတာလုတ်တက်တဲ့အကျင့်တစ်ခုရှိတယ်အဲ့ဒါနိုင်ပြီးဂိုးပြတ်နေပြီဆိုလို့ရှိရင်တဲ့ဆော်လမွန်လိုကစားမမျိုးတွေနီကိုလိုလိုကစားမမျိုးတွေမတ်စတောင်းမန်လိုကစားမမျိုးတွေအာဒီတာထဲသုံးတက်တဲ့ပုံစံမျိုးရှိတယ် အဲကြောင့်ဒီပွဲစီမှာတော့လူငယ်ကစားမလေးတွေမြင်ရမှာတစ်ချက်တော့စောင့်ကြည့်ရမယ်အဲ့တော့အာဆင်နယ်သည်ကြံခဲ့တဲ့ပေါ်ပေးသည်ကိုနိုင်ခဲ့တဲ့ပွဲစီမှာဆိုလဲကစားပုံကအရင်ကြီးမကောင်းခဲ့ဘူးဒါပေမဲ့အာတီရာတစ်ခုလောက်ခဲ့တာရှိတယ်နိုင်ဖို့ပို့ပြီးနောက်တစ်စီကိုတက်ဖို့အတွက်လိုအပ်လာတဲ့အချိန်မှာအသင်းရဲ့အဓိကကစားမလေးကို half time လောက်ထည့်သုံးသွားတယ်ဒါကဘာလဲဆိုတော့ခါရဘောင်ဖလားနဲ့ပတ်သက်ပြီးအာတီရာဘယ်လောက်ထိရီမန်းထားလဲဆိုတာမြင်သားတယ်ဒီဖလားကငါတို့အတွက်ဆိုမိုင်းနာဖလားဆိုတာမှတ်မိမယ်ဒီဖလားမှလည်းငါတို့ရကျင်တယ်ဂုံတစ်ခုအဖြစ်ဒီဖလားကိုလည်းလိုချင်တယ်ဆိုပြီးတော့အာရီတာက အတင်းရဲ့ရန်ကစားမတွေတုံးသွားရဆိုမြဲဂိုးလိုအပ်တဲ့ခါမှာအဓိကကစားမတွေဒုတိယမှာထည့်ပြီးတုံးလိရှိတယ်။အဲ့ဒီတစ်ချက်ကိုကြည်ကြမ်းဖြစ်အိုက်တာဒီဒီဖလားနဲ့ပတ်သက်ပြီးဘယ်လောက်ထိစာလောင်လဲဘယ်ဖလားမဆိုအိုက်တာကအတင်းရဲ့အကောင်းဆုံးလူစင်းကိုမင်းနဲ့နောက်ဝက်မှာထည့်ပြီးတုံးလိရှိတယ်ကျွန်တော်တို့တွေ့ရတယ်။တစ်ဖက်ကဖေဗီယန်ဟက်စလာရဲ့အတင်းကလည်းနောက်နှစ်ရက်နေပရီးမီယာလိဂ်ကမ်းမှာမှတ်ပြီးမဲ့ဒီဖလားပရီးမီယာလိဂ်မှာအလဲလက်နေရာမှာယက်တီတာတဲ့စာရင်ဒီဖလားစီကနေသူတို့ကွန်ဖရင့်ဝင်ဝင်ရမှာဖြစ်တယ်သူတို့ကလည်းကမ်းပါပဲ။အခုတော့မယ်အတင်းတွေကလည်း အရှိကခါလာပေါ်မှာနီကဆယ်ဘိုးဆိုးသွားတာကြည့်ပြီးတော့ငါတို့လည်းဖြစ်နိုင်တယ်ဆိုတော့မူးမှန်မျိုးရတယ်အဲ့ဒါကလက်ရှိအသင်းကြီးရဲ့အရှိကကာဆယ်ဘိုးဆိုးသွားခဲ့တဲ့ဟာကိုကြည့်ပြီးမိုတီယူတဲ့ပုံစံမျိုးပေါ့လေအော်ကျွန်တော်ကတော့ဒီပွဲစဉ်မှာအာဆင်နယ်တို့နိုင်ပြီးနောက်ဆင့်တက်သွားမယ်ထင်တယ်ဘာကြောင့်လဲဆိုတော့အာဆင်နယ်အသင်းရဲ့အရန်ကစားသမားတွေကတုံတုံအသင်းကြီးမှာဆိုရင်တကယ်ကိုပွဲထွက်လို့ရလောက်တဲ့ quality မြင့်ကစားသမားတွေဖြစ်နေတဲ့အတွက်ပြီးတော့လေအာဆင်နယ်မှာက ဒီကစားသမားတွေခြေစောင်းမပြနိုင်ဘူးဆိုတော့မှနောက်ထပ်ဝင်လာမဲ့အသင်းကိုထပ်ပြီးတွန်းနေနိုင်မဲ့ကစားသမားတွေကအရန်ကုန်မှရှိနေတာဖြစ်တဲ့အတွက်အာဆင်နယ်ကွာတာဖိုင်နယ်တက်သွားမယ်လို့ထင်တယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ခံမှန်းချက်ကတော့တူးစီနဲ့အာဆင်လုံးနိုင်သွားမယ်လို့ထင်ပါတယ်ကျွန်တော်ညီကိုရောဒီပွဲထွက်ဆက်တယောက်နဲ့ပတ်သက်ပြီးတော့အကြိုက်မတူရင်လွတ်လပ်စွာကိုမမှဝင်ရောက်ရေးသားလို့ရပါတယ်ကျွန်တော်ဒီဆက်တယောက်ပွဲထွက်လာမယ်လို့ထင်ပါတယ်ကဲ ပွဲထွက်လိုက်နဲ့ထွက်တဲ့အချိန်ကြာလို့ရှိရင်တော့ဘယ်သူတွေမှန်ပြီးဘယ်သူတွေမှားမလဲဘယ်နှစ်ယောက်ထိမှန်မလဲဆိုတော့ကျွန်တော်တို့အဲ့ကြမှာတိုက်ပြီးတော့စစ်ဆေးကြည့်တာပေါ့လေဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့ဒါစီးဝါဖြစ်ဖြစ်ပြောရမ်းဖြစ်ကစားကြည့်နေဆိုတော့ဘာပြောဖုန်းတော့တင်ရကို646ကိုလီလုံး33တိန်နဘတ်တို့ညကို9983 9000တို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါကိုထွတ်စီမှာဆော့ခြင်းနဲ့အကောင့်ဖွင့်ခြင်းနဲ့မေးမြန်းခြင်းနဲ့ဆိုတော့အားလုံးကိုနှွေးထွေးကြိုးစားပါရစေခင်ဗျာ